မေဒီယာ channel လေးကိုနားဆင်အားပေးနေကြတဲ့စာပေချစ်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ဟုတ်ကဲ့အခုတင်ဆက်ပြီးနေဇလန်းကတော့မိုးညိုရွာမှာဘလူးမွေးတဲ့လေမယားလိုမြည်ရတဲ့သတိတောင်းဝေကရပွေရာဖြည့်ရမန်ဇလန်းကောင်းလေးကိုတင်ဆက်ပေးမှာဖြစ်လို့ခန်းစားနားဆင်အားပေးကြပါအောင်ရှင်။ကိုသားပေါ့ကျမမှာကိုဝင်ရှိနေပြီရှင်။ဟေးတကယ်လားမဆန် တကယ်ပေါ့ကိုသားဘောရဲ့ဒါကျမတို့အတွက်ပထမဦးဆုံးရတဲ့ရှင်သွေးလေးလေငါသိပြီးဝမ်းသာပဲမဆန့်ရအထီးကျန်နေတဲ့ငါတို့လင်မယားမြောက်ရဲ့ဘွားလေးကိုပထမဆုံးရင်သွေးလေးရောက်လာပြီဆိုတော့ငါသိပြီးဝမ်းသာတယ်မဆန့်ငါသိပြီးလဲပြောတယ်ကျမလည်းရှင်းလို့ပါပဲကဲကဲလှုပ်ရှားရှားလှုပ်လေအေးပါကွာအေးပါကိုသားဘောနဲ့မဆန့်လေကြံရှိနေသေးတဲ့အမေသားများကိုနီလန်းနေရင် ကိုသာဘောနဲ့မစန်းတို့လင်းများကအင်းတော်စားကြကလေးကအမဲကြောင်ရောင်းတဲ့လူကိုလောက်ကင်လာခဲ့ခြင်းဖြစ်တဲ့ယခုမိမိတို့ဇနီးမောင်နှံနှစ်ဦးတည်းရှိခဲ့ရမှာပထမဆုံးရင်သွေးလေးစားတင်ရောက်ရှိလာပြီဖြစ်တဲ့ကိုသာဘောလည်းရင်ကတည်းမစန်းကိုအထူးဂရုစိုက်တဲ့ကိုရင်ရစနေကစားပြီးမစန်းကိုလေးပင်မမခိုင်းပင်မန်းနဲ့လူကိုကိုသာဘောကဒဏ်ခံပြီးလောက်ကင်သူဖြစ်တဲ့ကိုသာဘော ကျမလေးအခုတလောအမဲသာတိတ်စားကျင်နေရှင်။อืมကိုဝင်ကြောင့်စားကျင်စေဖြစ်တာနေမှာပေါ့ကွာ။ဒါကမကပ်ပါမို့။အိမ်မှာအမောဆုံးကအမဲသားပဲမလား။မဆန်းတိုက်တဲ့ချိန်စားပေါ့။စားတာကစားလို့ရမှန်သိတာပေါ့ရှင်။ဒါပေမဲ့ကျမတို့ရမယ့်အမြတ်တွေကအမြတ်မရပဲနေမှာစူးလို့ပါ။ဟာမဆန်းလေကွာ။မဟုတ်တာကြံမှန်းပြီပူနေပြန်ပြီ။မင်းစားကျင်တာကိုစား။ဘာမှတွေးမနေစမ်းပါနဲ့။အဒီကကမင်းရဲ့ဘိုက်ထရကလေးကျမ်းပါပေါ့။ ငါတို့မှာစူဆောင်းထားတာတွေကျမ်းမာသေးရင်မဆက်ညာစားခြင်းနဲ့အမဲသားကိုသာစားစမ်းပါကောင်းပါပြီရှင်စားပါမယ်စားပါမယ်နော်နောက်မှမင်းစားလွန်းတော့ငါတို့အမြင်မရတာလို့မပြောနဲ့နော်မပြောပါဘူးဗျာမပြောပါဘူးစိတ်သာခြားစမ်းပါမဆန်းကခင်မွန်ဖြစ်သူရဲ့စကားကြောင့်သဘောကျရှိမိရင်ထုံနီးမှစားပြီးမဆန်းတယောက်ထမင်းသိမ့်မစားပင်အမဲသားကိုသာအချိန်မြင့်နှီးပါစားသုံးနေ ကိုသားဘောလဲဇနီးတဲ့စားရကိုကြည့်ပြီးပီတိဖြစ်နေဟန်ရှိရင်ကိုလာလွဲလို့ဆဲလာပြေးတဲ့အခါမှာမဆန်းတယောက်သားလေးကိုဖွားမြင်နေပဒမဆုံးယန္နာလေးမို့လင်မယားနောက်စလုံးဝမ်းသာလူမဆုံးတပြုံးပြုံးဖြစ်တဲ့ကိုသားဘောလဲသားလေးရဲ့မျက်နှာကိုကြည့်ပြီးဖားခင်တူးရင်အကျဉ်းနာမြစ်တာကို ပြားသားလို့နေရင်ကိုသားဘောကြည်စမ်းမအောင်သားလေးရရှင်းနဲ့ပိုးတူးသလိုပဲနော် ဒါပေါ့ကွာငါသွင်းနေပေါင်းဆက်ပြီးရတဲ့ကလေးဆိုတော့ငါနဲ့တူမပေါ့စမ်းသလားကွာကြည့်ပါဦးအိတ်နေတာလေးကချစ်စရာလေးဇနီးမောင်နှမ်းနှစ်ယောက်သာတူကိုတူကြည့်ပြီး အပြုံးကိုစည်းနေရှိတယ်ဟာမနေ့ကငါမှတ်ထားတာဆယ်ရက်တိတိရှိပါသေးတယ်အခု၆တဲပဲကျန်တော့တယ်မဆမ်းများယူစားသလားမသိဘူးကြောင်နေဘာရင်းမြန်ချိတာလားဘလို့ဖြစ်တာပါလဲ ကျက်စင်မှာခြေထားတဲ့အမဲကြောက်တဲများပျောက်ဆုံးနေရကြောင်းကိုသာဘောတယောက်တရားခံကိုစဉ်းစားခြင်းဖြစ်တယ်။ကိုသာဘောရှင်မဖြစ်နေရလဲတော့အေးကွာငါမင်းညားကခြေထားတာ အမဲကြောက်ကဆယ်ရဲပါ အခု၆တဲပဲကျန်တော့တယ်မဆန်းရဲ့မင်းလဲယူမစားဘူးမဟုတ်လား။အင်းကျမယူမစားပါမို့ကျမစားရင်ရှင်လဲစားရမှာပေါ့ပြီးတော့အမဲကြောက်တဲ့လေးရဲကိုကျမကောင်းအောင်မစားနိုင်ပါမို့တော့ ေးငါလည်းအဲ့ဒါပဲစဉ်းစားနေတာတော်ရလေတော့ကြောင်းနေပါရမြန်စားသားသလားမသိရထားလိုက်ပါရှင်နောက်ရကြသေးချခရူးဆိုင်ပေါ့တခုလာကြောင်းလားတော့မသိဘူးအေးပါကွာ နောက်တခါသေးချသိမ့်ပါမယ်ကိုသားပေါ်လေမဆန်ပြောသလိုပဲစိတ်ကူးလိုက်တယ်နောက်တနေ့ရောက်ပြန်တော့လင်အမဲကြောက်တဲများထူးထူးဆန်းဆန်းပျောက်ဆုံးသွားပြန်တယ်ကိုသားဘိုးလည်းမိမိစီပွားရေးကိုထိပါလို့တီးမခန့်နိုင်အောင်ပဲဖြစ်တယ် တတော်ကိုနုံသွားပြီကွာဘာလဲကိုသားဘောရဲ့ဘာဖြစ်ပြန်ပြီလဲအမဲကြောက်တဲ့ရဲ့ထက်ပြောက်ပြန်ပြီလားအေးကွာဒါနဲ့ဆိုသုံးညရှိနေပြီကြောင်နေတော့မဖြစ်နိုင်မို့မဆန်ဒါတခုရဲ့လက်ချက်ပဲဖြစ်မယ်ဒီနေ့ညတော့အဲ့ဒီတခုကိုမိအောင်ကိုဖမ်းရမယ်ဟုတ်တယ်တော့စာလိုက်ရင်ကျမတို့အရင်မှပြုတ်သွားနိုင်တယ်အဲ့ဒီတခုကိုမအေးဖဲဆောင်ဖမ်းရမယ် ဂေါ်တာဘောနေမဆန်းလင်အမဲကြောက်တဲများခိုးယူတဲ့တရကန်ကိုညာမေဘဲဆောင်ဖျန်းရန်ဆုံးဖြတ်တဲ့ညာရောက်ပြီးရနဲ့လင်မယားနဲ့မအိမ်ငိုက်အောင်ကြိုးစားပြီးတကူလာကိုစောင့်နေဘလို့ပဲကြိုးစားပါစဉ်အချိန်တန်တာနဲ့မျက်လုံးကဆင်းလာတဲ့ဂေါ်တာဘောနေမဆန်းလင်တကူကိုဆောင်မဖန်းနိုင်မင်းနဲ့အိပ်ပျော်သွားတဲ့ဂေါ်တာဘောနေမဆန်းအိပ်ပျော်သွားတာနဲ့ မဆန်းရဲ့နဘေးမှာအိပ်ပျော်တဲ့ကလေးငယ်မှနိုးပြီးမိခင်နဲ့ဖခင်ကို မျက်တောင်မကပ်ဘဲစူးစိုက်ကြည့်ရင်အတန်းငယ်ကြာနဲ့ရသားကလေးမှလည်းမိခင်ဖြစ်သူ မဆန်းရဲ့နဘေးမှာထားပြီးလမ်းလျှောက်တဲ့ရသားကလေးမှဒူဒူဆန်းဆန်းဆိုသလိုလမ်းလျှောက်လာရင်းနဲ့ခြေလမ်းလေးကလည်းအမဲကြောင်များလမ်းထားရဲ့ကျက်စင်နီးကိုရောက်လာပြီးခြေထားရဲ့မဲသားများကိုတဒဲပြီးတဒဲဖြုတ်စားလို့နေတဲ့ အပေါင်ထဲမှာမဆိုးမချောက်သေးတဲ့မိသားများကို ယူစားနေတဲ့ရသားကလေးမှာဘလူးပေါလိတကောင်လာပဲတူလို့နေတဲ့ရသားကလေးမှာမိသားများကို စိတ်ကြလက်ကြစားသုံးပြီးမိခင်နှပေးမှာဟန်မပြတ်ဝင်းအိတ်တဲ့ဒီတက်ခါတော့ငါရဲတီတီကိုပျောက်သွားတာပဲမဆန်းရည်ဖြစ်မှဖြစ်ရလေရှင်ကျမလည်းမအိမ်ငံ့အောင်လို့စူးစမ်းပြီးနေရပဲဒါပေမဲ့ဘာဖြစ်လဲမသိဘူးတော့ခိုင်းနေမှတို့ပဲမျက်လုံးကတအားမေးစင်လာတာ အဲနောက်ပိုင်းကျမလည်းဘာမှမသိတော့ဘူးကြားလည်းမကြားတော့ဘူးငါလည်းမင်းလိုပဲမဆက်ရကြည်ရတာအဲ့ဒီသကူမှာအင်းငွေချာထားတဲ့စီမံပါသလားမသိဘူးအင်းရှင်ပြောတာဖြစ်နိုင်တယ်ညကြရင်အိတ်ချင်အောင်စားမိအဲ့ဒီသကူကိုစောင့်ကြည့်ရမှာပေါ့အေးမင်းပြောတဲ့အကြံမစိုးဘူးဒီညငါတို့လင်မယားအိတ်ချင်အောင်စားမိသကူကိုစောင့်ဖမ်းမယ်ကိုယ်တော်ဘုန်းနဲ့မဆန်းလေညရောက်တာနဲ့စောကြီးအေးရဝင်ပြီးအေးချင်အောင်ဆောင်နေ ကြမီမဆန်းရဲ့နဘေးမှာအိတ်နေတဲ့ရတားကလေးမှာငုတ်တုတ်ထားတိုင်းပြီးမိခင်နဲ့ဖခင်ကိုအသေးချာကြည့်ရင်ကြည်ပြီးရင်တော့အမဲเจ้าများချိန်ဆထားရဲ့ကျက်စင်ဤကို ရောက်သွားပြီးအမဲเจ้าများကိုအရင်နဲ့မလိုက်အားရပါးရစားသုံးလို့နေရင်မဆန်းတဲ့ကိုသားပေါ်လေးအလုံးစုံကို မြင်လိုက်လို့အံ့ဩထိန်လန့်သွားတယ်မိမိတို့အမြတ်တနို့မွေးထားတဲ့သားဦးလေးမှာလူစင်စစ်မှုပဲဘလူးပေါလေးတကောင်ဖြစ်လို့နေတယ် မဆန်းလေချောင်းဟန်တန်ကိုပြီးရင်ချောင်းဟန်တန်ကြားတာနဲ့ရက်သားကလေးမှာမိခင်အနီးကိုရောက်လာပြီးပြန်လဲလို့နေရင်မဆန်းလေမျက်လုံးကိုအသာပွင့်ကြည့်ရာကလေးငယ်ရဲ့ပါဇက်တဝိုင်းနှကန်တဝိုင်းမှာသွေးများပြီးကြံလို့နေရင်မကြောက်သေးတဲ့မဲကြောက်တွေကိုစားထားရတဲ့ကလေးငယ်ပါဇက်မှာပြီးကြံခြင်းဖြစ်တဲ့မဆန်းလေတွေးတော့နေစဉ်ကလေးငယ်မှာထငိုတဲ့ ကလေးငယ်မှရွယ်နေမလိုက်အောင်မူရများတဲ့အတွက်မဆန်းလေးအမြင်ကက်လို့လာတဲ့မိမိမွေးထားတဲ့သားမှာဘလူးပေါလီတကောင်ပြက်တာကိုသီးလိုက်ရတဲ့အတွက်မိခင်စိတ်ပင်မရှိတော့ခင်မုန်းတဲ့ကိုသားဘောကမျက်ရည်ပြားတဲ့အတွက်လုံးမတိုက်ချင်းမဲတိုက်တဲ့နောက်တနေ့ရောက်တာနဲ့လင်မားနဲ့အိမ်ပြင်ကိုထပ်ပြီးတိုင်းမြင်တဲ့ကိုသားဘောဒီကလေးကိုကျမတို့ဘလူးလောက်ကြမလဲတော့ငါကတော့ဘလူးပဲပြောပြော ဒီကလေးကိုလုံးဝတန်ရောစင်မရှိတော့ဘူးကြားလာရင်ငါတို့အသက်ပါရန်စားနိုင်တယ်မိဆန်းရဲ့ဒါကြောင့်ဘလို့လုံးကြမလဲလို့ရှင့်ကိုမင်းနေတာမို့နေစမ်းမအောင်ငါကြမ်းမအောင်မေကိုသားဘောလေအတန်းငယ်စင်းသားရင်ဟာဟုတ်ပြီဒီလိုလုံးကြတာပေါ့ကိုသားဘောလေအကျန်တစ်ခုကိုပြောပြပြီးလင်းများညောင်အိမ်ထဲကိုပြန်ဝင်နေအိမ်ထဲကိုရောက်တာနဲ့ဂရင်ပေါ်မှာအိမ်နေတဲ့ရက်သားလေးကိုခေါင်းနဲ့ဖိတတ်တဲ့ မဆန်လေကလေးငယ်ရဲ့ခြေထောက်နှစ်ဖက်ကိုမယုံနိုင်အောင်ချုပ်ထားတဲ့ကိုသားဘောလေးရှိသမျှအားကိုသုံးပြီးကလေးရဲ့မျက်နှာပေါ်ကိုခေါင်းနဲ့ပြေးထားတဲ့အတန်းငယ်ကြောင့်မှကလေးငယ်လေးမယုံနိုင်တော့ဘဲနဲ့တပြေးပြေးနဲ့ငြိမ်သက်လို့သွားတဲ့ထိုကမှမဆန်လေဇက်တိုက်ထားတဲ့အတိုင်းလူကြားကောင်းအောင်လို့ထားငိုတဲ့အမလီသားလေးရဲ့အပြစ်ဆိုးလာကြည်လားသားလေးရဲ့သားလေးရာဖြစ်မှဖြစ်ရလေကွာ လင်မယားနှောင်ရင်ငိုတန်းကြောင့်အင်းဒီချင်းများအပြေးလွှာကြောက်လာပြီးမေးမြန်းစုံစမ်းနေမဆန်းတဲ့ကိုသားပေါ်လေမိမိတို့သားလေးမှာလွန်ခဲ့တဲ့ရှင်များကလေးကအတက်ယောဂါပါလာချောင်းကိုပြောပြတယ်အခုလဲမွေးရပါ အတက်ယောဂါကြောင့်အသက်သေးဆုံးသွားခြင်းဖြစ်ကြောင်းကိုရှင်းပြတယ်လင်မယားနှောင်ရဲ့ပြောစကားကိုယုံကြရဲ့အင်းဒီချင်းများမှာလေကိုသားပေါ်နဲ့မဆန်းကိုတနာမိတယ်သေဆုံးသွားတဲ့ကလေးတည်းလေးစိတ်မကောင်းဖြစ်တယ် နေရင်းချင်းပဲကလေးငယ်ကိုမြေချရန်ပြုလုပ်တဲ့တင်းတန်းကိုရောက်တော့ကိုသားဘောလေးလူရှင်းတဲ့ချင်းကိုစောင့်နေအာသူဘလိုက်ပိုးတဲ့သူများပြန်သွားတော့မှပါလာတဲ့ဓာနဲ့ကလေးငယ်ရဲ့နှလုံးတက်တဲ့ကိုထိုးဆိုင်တဲ့ပြီးရင်တော့ကလေးငယ်ရဲ့ခေါင်းကိုဖြတ်ပြတဲ့ထိုးနောက်ဒူးထားတဲ့ကျင်းနှက်ပေးမှနောက်တဲ့ချင်းကိုထပ်တူးတဲ့ကျင်းနှက်ချင်းကြားမှာချောင်းပုံစံဖြစ်အောင်လက်ဖြင့်တူးတဲ့ ပြီးတော့ဟာနဲ့ကျောင်းအသင်ပြုလုပ်ထားတဲ့ရေမြောင်းတဲ့ကိုရေမြသွန်ကြတဲ့အာလုံးပီးစီရနဲ့ကလေးငယ်ရဲ့ခေါင်းကိုကျင်းတဲ့ကိုထည့်ပြီးတော့မြုပ်တဲ့ကလေးငယ်ရဲ့ကန္နာကိုကိုနဘေးကလေးရဲ့ကျင်းတဲ့ကိုထည့်ပြီးတော့မြုပ်တဲ့အာလုံးပီးစီတော့မှကိုသာဘိုးလေးမိမိအိမ်ကိုပြန်လာတဲ့ကလေးသေးဆုံးပြီးတဲ့နောက်တနေ့ညမှာ ကိုသာဘိုးနဲ့မဆန်းတို့လင်းမြထူဆန်းပြီးကြောက်စရာကောင်းတဲ့အိမ်မက်တစ်ခုကိုမြင်မဲ့တဲ့ အိမ်မက်တဲမှာအယုတ်ဆိုးပြီးကြောက်ရကောင်းတဲ့ဘလူးကြီးတကောင်မှာ မဆန်းတဲ့ကိုသာဘောကိုအညိုတကြီးကြည့်ပြီးပြောလေတယ်။မင်းတို့လင်မယားသိလေကြတာပဲ။ငါ့ကိုတက်တာစိုးလို့ပေါ့ကွာ။မဟုတ်ရင်တော့မင်းတို့လင်မယားကိုငါအရှင်းမထားဘူး။မင်းလည်းတိတ်ပြီးတော့လူလေကြတယ်။ငါ့ကိုပြန်ဝင်စားလို့မရအောင်လို့ချောင်းချပြီးတော့မြုပ်ခဲ့တယ်။ငါညံ့လို့ငါခံရတယ်လို့ပဲငါမှတ်တာပေါ့ကွာ။ မနက်မိုးလင်းနာနဲ့ကိုသာဘောနဲ့မဆန်းလေမိမိတို့မက်ခဲတဲ့အိမ်မက်ချောင်းကိုပြန်ပြောပြရင်အံဩထိန်လန်းပြီးတော့တဲ့ဟောကိန်းနောက်ထပ်ပြင်ဆက်ပေးခြင်းနဲ့ဇလန်းကတော့တောင်ကူမျိုးက ဖြည့်ရမန်ဇလန်းတပုတ်ကို တင်ဆက်ပေးမှာဖြစ်လို့ခန်းစားနာစင်အားပေးကြပါအောင်ရှင်ကိုရီကျုံသူကတော့ကိုစောပါကျွန်တော်နာမည်ကကိုစောပါတောင်ကူမှာနေပါတယ် ကျွန်တော်ကဝန်တန်းတယောက်ဖြစ်တဲ့အတွက်မိသားစုနဲ့ခွဲပြီးနေရတယ်။ကျွန်တော်တာဝန်ကြားတဲ့ဌာနနဲ့ကျွန်တော်မိသားစု နေတာက မိုင်60တောင်ဝေးတယ်။ဒီရက်ကျွန်တော်တငယ်ချင်းတယောက်နဲ့ဆိုင်းကယ်တစီးမှာဘီယာအတူတောင်ရင်နဲ့စီးပြည့်တယ်။ဘီယာတောင်ရင်အချက်လေးပါပါလာတော့ဘယ်ပြောကောင်းမလဲဗျာအချိန်ကြီးလှိမ့်တက်လို့နေတယ်။တငယ်ချင်းပြောလေစောငါငါသားလေးကိုတတိရတယ်ကွာငါသားလေးကိုခဏလောက်ပြပြတွေးကျင်နေတယ်။ အေးတွေ့လေကွာဒါဖြင့်မင်းနဲ့ငါဘီယာတောက်ပြီးရနေငါ့အိမ်ကိုသွားကြတာပေါ့။ Okay လေသွားကြတာပေါ့။ဆိုင်ကယ်မောင်းရမှာကဝေးကြည့်ပဲကွ။ရှော့တော့တငယ်ချင်းအေးပါကွာဒီတစ်ခါပြီးရင်တော့ပါပြီ။ဘီယာတောက်ပြီးရနေဆိုင်ထဲကနေရက်ခဲတဲ့ဆိုင်ကယ်ကလာခဲကတဆင်းတဲ့ကိုနှစ်ယောက်တို့စီးလာခြင်းဖြစ်တဲ့ပြန်တော်လေနှစ်ယောက်တို့စီးတဲ့ ဆိုင်ကယ်ပေါ်မှာတငယ်ချင်းနှစ်ယောက်စကားပြောရင်းမောင်းလာခဲ့တယ်။တနင်္လာရောက်တော့အပေါ်သားကျင်စိတ်ဖြစ်တာနဲ့တငယ်ချင်းနှစ်ဦးဆိုင်ကယ်ကိုရပ်ပြီးအပေါ်သားတယ်။ဟိတ်ကောင်ကစောငါတို့နှစ်ယောက်တည်းဆိုင်ကယ်စီးရတာပြင်းစရာကြီးကွာ။ငါငါမိတ်ဆွေတွေကိုခေါ်လာအောင်မေ။ကျွန်တော်တငယ်ချင်းကအပေါ်သားရင် စားစားနောင်နောင်နဲ့ပြောရတယ်။ကျွန်တော်လည်းရေးပြီးပြန်ပြောတယ်။ခေါ်ခဲ့ပေါ်ကအဖေါ်ပါတော့ပို့ပြီးတော့ကောင်းတာပေါ့။ဟေး ငါတို့နှစ်ယောက်တည်းဆိုင်ကယ်စီးရတာပြင်းနေလို့ငါတို့နဲ့အတူလိုက်ခဲ့ကြကွာကျွန်တော်တငယ်ချင်းကအတန်ကျဲကြီးနေအော်လိုက်ပြီးဆိုင်ကယ်ကိုပြန်စီးတယ်ကျွန်တော်လည်းဆိုင်ကယ်ဘောကိုတက်ပြီးတော့ဆန်နိုးတယ်ကျောက်တငယ်ချင်းကဆိုင်ကယ်နောက်ကနေခွာပြီးတော့လိုက်တယ်ဒီလိုနဲ့ဆိုင်ကယ်စီးလာရင်ဖြေးတရားလမ်းပေါ်ရောက်တော့ကြုံမုံလာတဲ့ဆိုင်ကယ်ကြီးကရိုင်းထိုးပြီးဘလုံးမထိန်းလို့မရတော့လမ်းဘေးကဖြတ်သွားတဲ့လူတွေလည်းကျောက်တို့နှုတ်ကိုလမ်းအော်တယ်ဟဲ့ကောင်နေ ဆံကယ်တွေကိုအရှင်ရှောက်မောင်းကွာအဲ့ဒီလိုဆိုပြီးစေစနာနဲ့တရီပေးတယ်ဘဝင်းချန်ကလူတွေတရီပေးတဲ့တန်းကိုနားထဲမှာကြားရပေးမယ်စိတ်ထဲမှာကြောင်ပြီးတော့ပဲနေမိတယ်ဟေ့ကောင်ကစားဆံကယ်ကိုဘလို့မောင်းနေရလဲကွာဒီပါလေးရှော့ပါအောင်음အေးအေးကျုပ်တငယ်ချင်းနောက်ကနေသတိပေးမှကျုံလေးသတိဝင်ပြီးဆံကယ်ကိုအရှင်လျှော်တယ်။ဟမ်ဆံကယ်လီပါကငါလည်းမတင်မဲနဲ့သူ့ဟာသူအရှင်နေတက်နေရဲကွာလုံးအောင် ိတ်ကောင်ငါစောအရှင်ရှော့လေကွာငါလှုပ်ပြီးပြီမရဘူးကွာမရရင်ဆိုင်ငယ်တော့ကိုပိတ်ပြီးတော့ဆွဲနှုတ်လိုက်တယ်ကွာဆိုင်ငယ်တော့ကိုပိတ်ပြီးဆွဲနှုတ်တယ်ဟာဟိတ်ကောင်ဆိုင်ငယ်ကတော့ပိတ်သွားပြီကွာသူ့ဟာသူမောင်းနေတော့မေဒါဆိုပုံမှန်တော့မဟုတ်တော့ဘူးငါစောဆိုင်ငယ်ပေါ်မှာတငယ်ချင်းနှစ်ယောက်ပြားများနေတော့မျိုးတိဘက်ကိုရောက်လာတယ်မျိုးတိကိုရောက်တော့မှဆိုင်ငယ်ကပြန်ပြီးတော့ငြင်းနေတယ် ကျုပ်တငေချင်းကိုနောက်လက်စကားပြောပြီးပြန်လေစံငယ်ရှိမှဖြူဖြူဝဲဆောင်ကြီးနဲ့တယောက်မဲမဲဝဲဆောင်ကြီးနဲ့တယောက်ကိုမြင်လိုက်တယ်။ဒါနဲ့ကျုပ်လည်းတုံဆိုင်မနေပဲစံငယ်လက်ကန်ကိုဆယ်ပြီးကြွေးချလိုက်တာစကားပေလောင်မြင်းနဲ့ကြောက်ပုံကြီးပေါ်ကိုအရှင်ပြင်းပြင်းနဲ့ရောက်သွားပြီးစံငယ်ရောလူပါတခြားသည်ဖြစ်သွားတယ်။ကြောက်ပုံရဲ့အရှင်ပြင်းပြင်းထိခိုက်တော့ကျုပ်ရဲ့မီယောကပြုတ်သွားတယ်။ပြီးတော့ဘေဘက်လက်လေးကျိုးသွားတယ်။ကျုပ်နဲ့ကျုပ်တငေချင်းကံကောင်းလို့မသေးတော့ ကျုပ်တငယ်ချင်းပါဇက်တရံပြီးနှုတ်ဆော့လို့အခုလိုကျုပ်တို့နောက်ကနေလိုက်လာခြင်းဖြစ်မယ်လို့ကျွန်ုပ်ကတော့ထင်နေပြန်။အဲ့ဒီဖြစ်ပျက်ကကျွန်ုပ်ဘဝတစ်လျှောက်လုံးဘယ်တော့မှမမေ့နိုင်တဲ့အဖြစ်အပျက်တစ်ခုပါ။အဲ့ဓာလေးဖြစ်တုန်းကကျုပ်သားလေးရဲ့အသက်က၃နှစ်ပဲရှိသေးတယ်။အခုတော့ကျွန်တော်သားလေးတောင်စေကျော်သက်ရွယ်ကိုရောက်နေပြီဖြစ်တယ်။ ဟုတ်ကဲ့ဇလန်လေးကိုအဆုံးထိနာဆင်ပေးကြတဲ့ပြည်သူများလုံးကိုကျေးဇူးများကြည့်တင်ပါတယ်ရှင်။ကျမရဲ့ channel လေးကိုလည်း subscribe လေးနှိပ်ထားပေးဖို့တောင်းဆိုပါရစေရှင်။